အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တင်ဆက်ပေးခြင်းတဲ့အချက်ဝတ္ထုလေးကတော့ချိုးတမျက်များခင်မမဆိုရဲအချက်ဝတ္ထုလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်နေ့စဉ်ဇာတ်လမ်းတစ်တည်းကိုတင်ဆက်ပေးမှာဖြစ်လို့ channel လေးကို like ရန် subscribe လေးလုပ်ထားပြီးဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးဖို့တောင်းဆိုပါတယ်ကဲဒါဆိုရင်ဇာတ်လမ်းလေးကို စလိုက်ကြရအောင်ရှင်မင်းကမဟုတ်တာမစွတ်စွဲနဲ့တော့မိစံနေ့ရဖုန်းမက်ဆေ့ကိုပြန်ကြည့်လေဒီမှာပြူးနေအောင်ကြည့် ဖုံးမဆက်ရစာတွေကိုရိုက်ထားတဲ့ပုံထဲမှာတက်တဲ့တွေကပြုံးပြနေတယ်။ဟာကွာမင်းငါဖုန်းကိုဘာလို့ကင်တာလဲမိဆန်။မင်းလူတစ်ဖက်သားရဲ့ privacy ကိုဘာလို့ချိုးပေါက်ချင်ရတာလဲ။အေးလူတစ်ဖက်သားဆိုတာတခြားလူမဟုတ်ဘူးလေ။ငါလင်နေဟဲ့။ငါရှေ့ကိုရောက်လာတဲ့မက်ဆေ့ကိုမကြည့်ချင်းမိရဲ့သားဖြစ်ခဲ့ရတာပါပူဖြိုးဝေရဲ့။သူဘာပြောရမှန်းမသိပုံနဲ့ခေါင်းကုပ်နေလေးရဲ့။ လောက်ရလိုက်ကြတာကျမရဲ့ယုံကြည်မှုကိုအလွဲသုံးစားလုပ်ပြီးဖောက်ပြန်နေခဲ့ကြတာလေကျမမှာနွားမှာလုံးလုံးကိုဖြစ်လို့ပေါ့ရှင်ဟွန်းးမောင်နှမပါဆိုပြီးငါ့ကွယ်ရာမှာဘင်္ဂလားမောင်နှမလှုပ်တိုင်းစောင့်နေခဲ့ကြတာ ਉਹ အဆက်တိတ်ခါမရှိတဲ့ဟာလေကဲဟာကျမဟာပြောနေရင်ဒေါသပိုကြီးထွာလာကစိတ်မထိနိုင်တော့ပဲမှန်ကိုစာရွက်ဖိတဲ့ဖန်တုံးနဲ့ပြစ်ပေါက်လိုက်မိတယ်ကျဲလောင်လာတဲ့မှန်ကွဲတန် ဒါဟာမှန်ကွဲတယ်မဟုတ်ဘူး။ကျမအသေးကွဲသွားတဲ့အတန်မှာအပိုင်းစာတွေဆင်လာတာလေ။မှန်ကွဲစာတွေမဟုတ်ပါဘူး။ကျမအသေးကွဲစင်ကြလာတာပါ။ကျမတို့ရဲ့မင်္ဂလာဦးမှန်ကြီးဟာတချမ်းကွဲကြပြီးနောက်အိမ်တော်ကြီးဆိုတာဘလောက်တောင်နူးညံ့တဲ့ပစ္စည်းလေးလဲဆိုတာကျမနားလည်နေခဲ့တယ်။ကျမနှစ်နှစ်လောက်သိချစ်ပြီးနောက်လက်ထပ်ခဲ့တဲ့ဖြိုးဝေဟာဒီမှန်ကြီးရဲ့အခြားတစ်ဖက်မှာရက်နေသေးတယ်။ ဒါပေမဲ့သူနဲ့တူရက်နေတာကကျမရဲ့အကောင်းဆုံးတငယ်ချင်းကျမထင်ခဲ့တာပေါ့လေကျမရဲ့ရောင်မခင်မမပဲဖြစ်ပါတယ်အရာအားလုံးဟာလဲစားမှုတစ်ခုလိုပါပဲဒီလဲစားမှုမှာပါဝင်ပတ်သက်ခဲ့ရတဲ့ကျမတိတ်နာကျင်ခဲ့ရပြီကျမနေရိတ်ဆန်းရင်ဖြိုးဝင်ရင်ခင်မမတို့ဟာတငယ်ချင်းတွေဖြစ်ပါတယ်တက္ကသိုလ်မှာတွေ့ကြတာပါ မေဇာတူမို့ကျမတို့၃ယောက်ဟာအတူရှိနေကြတကယ်တော့ဖြိုးနဲ့ခင်မမက မောင်နှမနှစ်ဝန်းခွဲဖြိုးအမေရဲ့မောင်တဝန်းခွဲကမွေးတဲ့ခင်မမကိုတောင်းအနေမြို့ရအောင်ခေါ်ပြီးဖြိုးတို့ဟာကြောက်ထပြေးခဲ့ကြတာဒီတော့တက္ကသိုလ်ရောက်တော့လေမေဇာတူမောင်နှမအဖြစ်ကျမတို့ဟာတည်ထားကြတယ်လေတောင်းအနေခေါ်လာစဉ်ကတည်းကခင်မမဟာအသက်၂၀ရှိပြီးတာတော့ ကြောင်းမနေရဘူးလေ။ကျမနဲ့ဖြိုးထက်သူကလေးနှစ်ကြီးပါတယ်။ကျမကိုသူကညီမလေးလို့ခေါ်ပြီးဖြိုးမေရောတော့ဖြိုးလေးလို့ခေါ်ရတယ်။ချစ်သူဘွားတွေကဖြိုးနဲ့ကျမစကားများရင်ခင်မမကအမြဲချောင်းဝင်ညှိပေးတတ်တယ်။ကျမစိတ်ဆိုးနေရင်ကျမဘက်ကရက်တီးပြီးဖြိုးကိုပြော့ပေးတတ်တယ်။ကျမတို့နှစ်ယောက်တင်မြောင်သူပဲအကျိုးဆောင်ပေးနေကြမို့ သူ့ကိုကျမတငယ်ချင်းလိုရော ရောင်းမလိုပါတိတ်ခင်းတွေယုံစားခဲ့မိပါတယ်ညီမလေးဖြို့စိတ်တိုးနေရလားစိတ်ဆိုးအောင်သူ့လောက်လာရင်မမကိုပြောတော့ဒီရောင်းမကိုအားကိုလို့ရတယ်ဖြိုးလေးကိုမမရိုက်ပြီးတော့ဆုံးမပေးမယ်သိလားအဲ့လိုသူကအမြဲတမ်းပြောတယ်ဒီလိုနဲ့ချစ်သူတတတ်နှစ်နည်းចောင်းပြီးပြီးချင်းနှစ်ဖက်မိပါသဘောတူညီမှုနဲ့ကျမတို့လက်ထိုက်ခဲ့ကြတယ် ိမ်နောက်ကျတော့လဲရောင်းမကိုအားကိုးခဲ့တယ်။သူမဟာကျမရဲ့အိမ်နောက်ကြီးလေကားတွေခိုင်းမှာမြဲမြံအောင်ထောက်ပံ့ပေးတဲ့အားကိုးရတဲ့တန်ရောစင်ကြီးတဲ့ရောင်းမတရားလို့ခန်းစားရတယ်။ကျမတို့တည်တံ့နေတဲ့တိုက်ခန်းကိုခင်မမကခဏခဏလားလေတတ်တယ်။ကျမတို့တုံယောက်ရှေးဟောင်းနှောင့်ပြစ်တွေပြောကြစားကြတောက်ကြနဲ့တိတ်ပျော်ခဲ့ရပါတယ်။ဖြိုးလောက်ကကုန်နေမို့အများနဲ့ဆက်ဆံနေခါမှာ အရက်ဆိုတာမပါမဖြစ်ရောက်ကြချင်းရင်းနှီးမှုအတွက်ကြားကန်ဖြစ်လို့နေခဲ့တာပေါ့ကျမကအရက်နဲ့ငိုတော့မခံနိုင်သူဒီတော့တခါတည်းရန်သူ့တငယ်ချင်းတွေနဲ့အိမ်မောင်ဝိုင်းဖက်စားတော့ကြတဲ့အခါခင်မမသာဖြိုးလို့နေတသားတွေတောက်ပေါ်တောက်ဖက်အဖြစ်ပေါ့ကျမကတော့ဝတ်တရားမပြတ်ချက်ပြုတ်ကျွန်းတော့ပြီးခဲ့ပြီးအခန်းထဲကိုဝင်နေတာများပါတယ်ဖြိုးဟာမူးရင်တွေးဆတတ်သူ ဖြိုးဆောင်ကျမဒေါသထွက်စိတ်ညစ်ရတဲ့အခါတိုင်းခင်မမဖြိုးလေးနေသိပ်ဆိုးနေပါလားမူရင်ကောင်းကောင်းနေလေခင်မမကိုရိုင်းရလဲအားလေးရှာလေးနေရဲ့ခင်မမဟာအရက်တော်တောက်နိုင်သူကြီးပေါ့မိမတမ်းမဲ့အရက်တောက်တယ်လို့အပြစ်မဆိုတာပဲခင်မကျမနေရေးဆန်ရောက်နေခဲ့ပါတယ်မမမသိပါဘူးဘိဆန်ကတိတ်နာပူအောင်လှုပ်တာအရက်နဲ့မခံနိုင်လို့တဲ့ ကျွန်တော်အခန်းထဲကနေအမြဲနေထုတ်တယ်ဗျာအဲ့ဒါကောင်းလားအရက်တောက်တာငါမကြိုက်ဘူးလေဖြိုးအနဲ့လည်းမခံနိုင်ဘူးနင်ခဏခဏတောက်ရကနေဆွဲသွားရင်ဘလို့လုပ်မလဲဟာငါတို့ယောက်ျားတွေမပြောနဲ့အခုခေတ်မှာမိမတွေတော့တောက်နေကြတာအရက်ဟာယဉ်ကျေးတဲ့လူတွေစားမှာမပေါမဖြစ်ယဉ်ကျေးမှုကြားကန်ပစ္စည်းကွမင်းကဘာမှမသိရငါတုံးမယ်ဖြစ်ရလေယဉ်ကျေးမှုတွေမှာအရက်တောက်တာပါ စွဲထည့်တဲ့ငမူးပါများကျမကိုငတ်တော့ဦးနဲ့စိတ်ပေါပေါနဲ့ခေါင်းကိုထုကနှိမ်ထုတ်ပြစ်လိုက်တယ်။တွားဘေးကမှာတွားရဲ့ငါခန်းထဲကိုမနေနဲ့အရှက်သမားနေပါပဲမရဘူးအာလေးရှာလေးနဲ့သူကပြန်អော်တယ်ခင်မမက ဖြိုးကိုလက်ဆွဲပြီးတော့ချော့နေတယ်ဖြိုးလေးရောင်းမအရက်နဲ့မခံနိုင်တော့ဘူးနားလေပေးလိုက်ပါမောင်လေးရေလာဟိုဘက်ခန်းမှာတွားရဲ့ဆက်စမ်း ိတ်တော့မမတို့ချော်ပြောလိုက်ဦးမင်းနော်တေးထိုင်နဲ့ထွက်သွားကဩသွားသေးရဲ့ကြံငယ်မိမိုင်းကြီးငါအမကမှငါနဲ့စိတ်တူကိုလိုရှိသေးတယ်နော်မမအေးပါဖြိုးလီရဲ့အေးပါစမလေးစိတ်ပေါက်ပေါက်နဲ့ချိန်နေလိုက်တယ်အဲလိုမပြောတော့တဲ့အတူဖုန်းချိန်နေလိုက်တယ်အတော်ကြာမှခင်မမဟာတကားလာခောက်တယ် မမကိုဟဲထရိုင်ရလေးပေးပါအောင်ရောင်းပါလေမမမိတ်သေးဘူးလားရင်းနဲ့နေပြီးခေါင်းပါလို့ရှော်ရလဲရေစိုးခေါင်းကိုတပတ်ပတ်ထားတဲ့မမကအပြုံးတစ်မျိုးနဲ့ကျမကိုကြည့်လာတော့ရင်ထဲမှာတခုခုထင်နေသလိုပဲဘာလဲဆိုတာကျမအမြင်မတက်တာဘူးလေအင်းနည်းနည်းမူးနှောင်းနှောင်းနေရနဲ့ခေါင်းကပါလောင်းလိုက်တာရောက်ပါလိမ့်ရေဖြိုးရောအိတ်ပီလာမမခုလောက်ရှိရင်အိတ်ရောပေါ်ပေါ်ပေါ်လေးပြောကား ခင်မမဟာတုံအိတ်နေကြထက်ခိုးပေါကိုတက်သွားခဲ့တယ်။ဘေးကန်တကားကိုတုံးဖွင့်လိုက်တဲ့အခါမှာတော့ဖြိုးတယောက်ကမှောက်ရကြီးအိတ်ပြောနေတာဟောက်တံမှထွက်လို့ပေါ့။ဒီတခါတော့ခင်မမဟာကျမတို့အိမ်မပဲတောင့်တင်နေတာကြာလှပြီ။ဖြိုးတို့မိဘအိမ်ကိုမပြန်မဲကျမတို့အိမ်နဲ့နေတဲ့ဒီဇိုင်နာတင်တန်းကိုအသွားပြန်တက်နေခဲ့တယ်။ထုံးစံအတိုင်းဖြိုးနဲ့ကျမကြားချန်ပြင်းရင်းနဲ့ဖျော်ဖြေရေးကို စိတ်ပါလက်ပါနဲ့လှုပ်ပေးနေသူကျမရဲ့အားကိုးပြီးချစ်ရတဲ့ရောင်မကြီးအနေနဲ့ပေါ့။ညတလေးဆိုရင်ဖြိုးနဲ့သူဝါသနာတူအရက်တူတူတောက်ကြငင်းကြနေ။ကျမမှာသူတို့ကြအမေးဆိုင်ရင်းနဲ့ရင်းနေခဲ့ရသေးရဲ့။တနေ့တော့ဖြိုးရဲ့ဖုံးမှာမဆိတ်တဆောင်ကို တွေ့ခဲ့ရတယ်။ဖြိုးရေချိုးနေတဲ့ကျမကလည်းမှန်တေကောင်မထိုင်က အလှပြင်နေတော့အမတ်တမတ်တင်ထားခဲ့တဲ့ဖြိုးရဲ့ဖုံးက မန်းစိတ်ကိုကျမဖက်လိုက်မိတယ်ဆိုရင်ခေါင်းနှစ်ချမ်းကွဲထွက်မတက်ကိုဖြစ်သွားရတော့တယ်တငယ်ချင်းတွေနဲ့အပြင်ထွက်မယ်လို့ရောင်းပါဦးမမပြောထားတယ်ညနေမှာပြန်ရောက်မယ်လို့ကျမကသူ့ဖုန်းကိုယူကြည့်ပြီးတော့မှအောက်ကမက်ဆေ့လေးတွေကိုပါဖတ်ရတော့တယ်ဘသူ့ကိုမှမပြောပါနဲ့နော်ငါတို့ဟာငါတို့ပဲတည်စေငါတို့တွေ့နေကြနေရာမှာစောင့်နေမယ်အဲ့ဒီစာသားကိုလည်းထပ်ပြီးတော့ဖတ်လိုက်ရတယ် နှလုံးသားရင်ပတ်ထဲမှာပြောင်းစံကန့်ထွက်မတက်မှုအသက်ရှူရမတက်ပါပဲခင်မမရဲ့နံပါတ်နဲ့နံပါတ်ကိုမြင်လိုက်ရတဲ့အချိန်ကျမရဲ့ကဘာကြီးတစ်ခုလုံးတွတ်တွတ်ခါခါလေသွားပါတယ်ခင်မမဆိုတဲ့ရောင်းမဟာကျမရဲ့အိမ်နာကိုကာကွယ်ပေးတယ်သူသူမဟာကျမရဲ့ယုံကြည်မှုအားလုံးကိုတည်ဆောင်ထားတယ်သူမဟုတ်ဘူးလားဖုန်းမဆက်ကိုတပ်ပုံရိုက်ထားလိုက်ပြီးမတိတလုံးနေလိုက်ပါတယ် ခနာကြာမှလှပမှွေးကြိုင်စွာနဲ့အလန်းစရာဝတ်ထားသူခင်မမကအေးလာနှုတ်ဆက်တယ်။ရောင်းမလေးတငယ်ချင်းတွေနဲ့အပြန်ထွက်မလို့ညနေမှပြန်ဦးမှာနော်။မမကိုထမင်းစားမဆောင်နဲ့တိလား။မျက်နာကိုကွဲလံထွက်သွားအောင်ဖြတ်ရိုက်လိုက်ခြင်းစိတ်ကြောင့်လက်သေးကိုတင်းတင်းဆုပ်ထားရတာမတက်တာလှပါဘူး။တိတ်မကြမ်း။မောက်ဖြိုးဝီတို့ဂျင်းပြောင်းဝမ်းဆက်ကိုဝင့်ရင်ပြီးဆက်ရင် ဖျော့ကိုထမင်းစာမဆောက်နဲ့နော်။စေဘွားဘက်တယောက်နဲ့ကိစ္စရှိလို့စားတောင်ရင်လည်းညံ့နေမယ်ထင်နေ။စမပြုံးလိုက်တယ်။ဖျော့အင်းကြီးကျဲသေးကိုကူတက်ပေးရင်နဲ့။ရောင်းမအောင်ပါမလားဖျော့။မလုံမလဲဖြစ်သွားတဲ့ဖျော့ရဲ့မျက်နှာဟာသိပ်ရဲခြင်းစရာကောင်းနေရော။ဟန်ဆောင်ကတင့်ပြီးတော့ထွက်လာတဲ့ကညောင်နာနာနဲ့။ဘာဘာကိစ္စသူကပါမှာလဲ။နေမေးတာကြီးရလေ။နေမှာက နင်းနေတောက်ဖို့တောက်ဖက်စိတ်တူကိုတို့မို့လို့မေးကြည့်တာပါဖြိုးကဘာမှပြတ်မပြောပဲနှုတ်ဆက်ကထွက်သွားတော့မှဖုန်းနံပါတ်တစ်ခုကိုလှည့်လိုက်တော့တယ်ဟယ်လိုမိမိဝေးလားဖြိုးတို့မိမိကိုကျမကမိမိဝေးလို့ခေါ်ပါတယ်တတော်ကကျမနဲ့အတော်တန်ဝေးတဲ့မြို့တစ်မြို့မှာရှိနေခဲ့လို့တစီနဲ့လာခဲ့ဖို့ပြောလိုက်ပါတယ်နင်းတို့ခိုးစားလို့ရအောင်ငါကမသိချင်အောင်စောင့်ပြီးတော့ကျင့်ကိုနေရမှလား ဝေးသေးတယ်။ဟာမေမေနဲ့ဖေဖေရောက်နေရလားဒီမှာအိတ်ကြမလို့လားအကြောင်းဆောင်တီးပြီးဖြစ်တဲ့ရောက်ခမများကအေးဟူတာတခွန်းဆိုကဘာမှမပြောဖြိုးဝေကအပြစ်ရှိသူတို့ထုံးစံအတိုင်းကောက်ကောက်ကလေးအိတ်ခန်းထဲကိုဝင်လာခဲ့တယ်။ဒါမိပါရီကဒီချင်းကြီးဘာလာလုတာနေလဲတုတ်တောင်အောင်းမိလို့နေမှာပေါ့ငါ့ကိုလေဖုန်းမဆက်ဘူးအကြားကြောင်ဆောင်းပြီး အဲကန်းစီကိုထွက်လာခဲ့လိုက်တယ်။တိတ်မကြပါဘူး။စနိုက်ကျော်မဟာမျက်နှာပြောင်ပြောင်နဲ့အရက်ခိုးတဝေဝေနဲ့အရှက်မဲ့စွာနဲ့ဝင်လာခဲ့တယ်။ဟေးဖေဖေကြီးနဲ့မမေကြီးပါလား။မမေဝေဟာပြုံးစုံထရရလိုက်ကခင်မမရှေ့ကိုလှမ်းသွားရင်းဟုတ်တယ်။ငါတို့ရောက်လာခဲ့တာ။နင်ကိုဆုံးမမလို့ပဲခင်မမ။ပါကိုတဖြန်းဖြန်းမြောင် ဒရက်ဆန်ရိုက်ခံလိုက်ရတဲ့ခင်မမကိုကြည့်ပြီးအရသာရှိလိုက်တာမေမေကြီးခင်မကိုဘာလို့ရိုက်တာလဲယင်နှိမ်ကိုရိုက်ရုံနဲ့မကဘူးအချုပ်ထဲမှာပို့ကျင်တာသူများအိမ်တော်ကိုဖျက်ဆီးရှင်နေဟာမနှိမ်ကိုမြေတောင်မြောက်ပေးတယ်ငါတို့ပြန်လာမှမထောက်မောင်နှမတော်ရအောင်မရှောင်းကဲဟဲတမီတမီဘာမှမမလုပ်မိပါဘူးမေမေကြီးရဲ့ခင်မမကနားမလဲသလိုတယောက်ဆောင်နေတော့ ဖြုံးဝင်ရောက်လာခဲ့တယ်။ဘာတွေဖြစ်နေကြလဲ။ငုံနေတဲ့ခင်မမနာကိုကတ်ရက်ပြီးမေးနေတဲ့ဖြုံးဝင်ကိုကျမကနေနဲ့ခင်မမဖောက်ပြန်နေကြတာကိုတိတ်သွားကြလို့စုံမနေကြရလိ။ဖြုံးဝင်ထိတ်လန့်သွားပုံကမျက်နာမှာသွေးတစ်စက်မှမရှိတော့ဖြူဆုပ်သွားလေ။မင်းငါတို့မဟုတ်တာမစွဆွဲနေတော့မိစံ။နေဖုန်းမက်ဆေကိုပြန်ကြည့်လေ။ဒီမှာပြူးနေအောင်ကြည့်။ ဖုန်းမဆေးတွေကိုရိုက်ထားတဲ့ပုံနဲ့မှာတက်တေတွေကပြုံးပြနေလေ။ဖြိုးဝေရော အကောင်းစားရောက်မှာကော တုံ့လောက်ဖြူဖြော့သွားကြတာ။သိက်ကြည့်လို့ကောင်းတာပဲ။ရှက်ဖို့ကောင်းလိုက်တာ ဖြိုးဝေရာ။ငါတို့အမျိုးမှာဖောက်ပြန်တတ်တဲ့သူမရှိဘူးကွ။ခေမမကလည်းဘုံနှမချင်းကိုတော့စီးမဆောင်ဘူး။ရုံညံလိုက်တာကန်းကုန်ရော။ညင်းလို့မရတဲ့အခါသူတို့ကဝန်ခံရလေရော။ဖြိုးဝေမိမဆိုတာရင်ပတ်စီတီးပါပဲ။ ခင်မမကတော့မေမေဝေးကခေါင်းကိုထုလိုက်ကြောင်းကိုချလိုက်ခြေနဲ့ကန်လိုက်လှုပ်နေလို့အတော်ဤနေမှာပါပဲတော်မှာတော့မေမေဝေးရဲ့ရောင်းမှတနာပါတယ်အဲ့ဒီလိုပြောပြီးအသင့်ယူလာတဲ့အရက်ပလင်းကိုခင်မမခေါင်းပေါ်ကလောင်းချရင်ကျမကရေတန်းနဲ့ဝင်းဟန့်လိုက်တော့ခင်မမဆိုတာမျက်လုံးထဲကမျက်ရည်တွေဘူးတိလောက်ကျလာကကျမကိုမုန်းတိစွာနဲ့ကြည်လာတယ်ကျမသူတို့ထားခဲ့ပြီး အခန်းထဲကိုပြန်ဝင်လာခဲ့တယ်။ဖြိုးဝေပါလိုက်ပြီးတော့ဝင်လာရည်လေ။နေလောက်ရတဲ့တော့ဖြိုးဝေဖြိုးကခေါင်းငိုက်ဆိုင်ချကမင်းကိုစိတ်ထိခိုက်ပါဆိုလို့မပြောခဲ့တာ။ခင်မမငါတို့အိမ်တော်ကိုကဲတင်းဖို့စူးစမ်းနေတာမဟုတ်ဘူး။ငါတို့အိမ်တော်ရဲ့ကိုဖျက်ဆီးဖို့သူကြမ်းနေတာ။သူကစပြီးဆွဲဆောင်ခဲ့တာ။နေစိတ်မပိုင်။သူကြမ်းနိုင်မရပါဘူးဖြိုးဝေ။နေုံကထောင်ထဲမထည့်ဘူး။ ကွာရှင်ဘူး။ဒါပေမဲ့နေငါ့အိမ်မောင်မလည်းနေခွင့်မရှိဘူး။ကြားရင်လား။နေခွင့်လို့လောက်ရတာဘာဆောင်လဲ။ဘာဆောင်လဲလို့ပဲ။ကျမတုံရင်လျက်မြေးလိုက်မိတယ်။ခင်မမကမီးထက်ဆိုင်ရဲ့ငါ့ကိုပုံနာလေတယ်လို့ခန်းစားရတယ်။သူဟာငါ့အတွက်အရာအားလုံးတုံညီအောင်လိုက်ညီပြီးနေနိုင်သူဖြစ်နေတယ်မိဆန်။ဖြိုးဝေရဲ့အတန်ထဲမှာတိမ်ငယ်မှုတို့နဲ့ပြည့်နေခဲ့တယ်။စကလုံးတိုင်းဟာဓာတ်တပွဲ။ ကျမရဲ့နှလုံးသားတွေကိုဓာတ်တပွဲထိုးနှက်လာတယ်။ဟောင်နှမပါဆိုပြီးငါ့ကိုရမဘင်္ဂလားမောင်နှမလုတ်တန်းစောင့်နေခဲ့ကြတာ။အရှက်တိတ်ခါမရှိတဲ့ဟာလေ။ကျမတီးမခံနိုင်တော့ဘူး။ကျမဟာပြောရင်းနဲ့ဒေါသပိုကြီးထွားလာကစိတ်မထိန်နိုင်တော့ပါဘူး။ကျမတို့ရဲ့မင်္ဂလာဦးမှန်ကြီးဟာလေ။တချမ်းကွဲကြပြီးနောက်အိမ်တော်ကြီးဆိုတာဘလောက်တောင်နှုံညံ့တဲ့ပစ္စည်းလေးလဲဆိုတာကျမနားလည်နေခဲ့တယ်။ ကျမယောက်ျားကိုဖြောဝေဟာသူ့အမတဝမ်းခွေဖြစ်သူခင်မမနဲ့ဖောက်ပြန်တာကိုလက်ဘူးလက်ချက်မိရဲ့နေကစားပြီးယောက်ျားဖြစ်ကဆုံလို့လိုက်ကြောင်းကို ကျမချိန်ညာခဲ့တယ်။အဲ့ဒီတင်းစားလေးကကြောင်ညာကိုဖက်လိုက်ရပြီးနောက်ဘေးမှာမတော်မလာရေးတော့ပြီ။သူ့ရွာကတဲဆုပ်လေးပါပဲနေရင်လက်ကဝိတ်ကိုလှီကတက်တေသွားခဲ့ကြတယ်။ကျမလားကျမအစင်မောကလူလေး မှန်ကန်သူကရဲရင်စမြေပေါ်ဒါပေမဲ့ဒီဆောင်ကိုပြန်တွေးမိတိုင်းကျမရဲ့နှလုံးသားထဲမှာမုံစင်မိစာတွေနဲ့ထုံးမိတဲ့နာကျင်မှုတွေကိုခံစားနေရသေးပြီ။ရောင်မနဲ့အိမ်နောက်ဘန်းဆိုတဲ့စကလုံးနှလုံးဟာကျမတွေ့တော့ဘယ်တော့မှ အနာမကျက်တော့မယ့်ဒဏ်ရာကြီးတစ်ခုပဲဖြစ်ပါလေ။